မင်္ဂလာမနက်ခင်းပါရှင်။နိုဝင်ဘာ28ရက်နေ့မနက်ခင်းသတင်းတွေကိုထားရထုံးနဲ့တင်ဆက်ပေးပါရမယ်။ဒီနေ့မနက်ခင်းသတင်းတွေမှာတော့ထိုင်းနိုင်ငံနဲ့နေနမိတ်တိုင်းတာချင်းအပေါင်းဝင်မြေချောင်းတွေအတွင်သွာလာရေးမြေချောင်းရဲ့အသုံးချခြင်းများအတွက်မြန်မာထိုင်းပူရဲနေနမိတ်ကော်မတီဖွဲ့စည်းခဲ့တဲ့တဲ့။အလားစင်နမတ်ပြတက်စင်တာအတန်ထိန်ကရိယာတွေပြောင်းလဲတက်စင်တာနဲ့ဖြုတ်ပြီးမောင်းနှင်တာတွေပြုလုပ်တဲ့ရှင်တွေကိုဥပဒေအရထိရောက်စွာအေးအေးယူသွားမယ်ဆိုတဲ့တဲ့။ ကိုရီးယားနိုင်ငံမှာရှိတဲ့ POSCO စောက်လုပ်ရေးလုပ်ငန်းခွင်မှာမြန်မာလူသားတအူတန်းလိုက်ခံရမှုကြောင့်စေကူတော်မှုခံယူနေရတဲ့တဲ့။ဂျီဟတ်တိုက်ခိုက်မှုတွေကြောင့်နိုင်ဂျီးရီးယားမြောက်ပိုင်းမှာရှိတဲ့ပြည်သူတွေစံချိန်တင်အငတ်ပေးကြုံရနိုင်တယ်လို့ WFP သတိပေးခဲ့တဲ့တဲ့နဲ့ဆီရိုနယ်ဒိုရဲ့ပွဲပယ်ပြစ်ဒဏ်ကိုဆိုင်းငံ့ပြစ်ဒဏ်အဖြစ်သတ်မှတ်လိုက်တာကြောင့်ကမ္ဘာဖလားအုပ်စုအဖွဲ့ပွဲမှာပါဝင်ကစားနိုင်မယ်ဆိုတဲ့တဲ့အစားရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။ဦးဆောင်သတင်းဒီပုံနည်းနဲ့ ိုင်းနိုင်ငံနဲ့နယ်နိမိတ်တိုင်းတာချင်းအပေါင်းဝင်မြေချောင်းတွေအတွင်းသွားလာရေးမြေချောင်းရဲ့အုံချခြင်းများအတွက်မြန်မာထိုင်းကိုရီးယားနယ်နိမိတ်ကော်မတီဖွဲ့စည်းခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံနဲ့နယ်နိမိတ်တိုင်းတာချင်းအပေါင်းဝင်မြေချောင်းတွေအတွင်းသွားလာရေးမြေချောင်းရဲ့အုံချခြင်းတွေအတွက်မြန်မာထိုင်းကိုရီးယားနယ်နိမိတ်ကော်မတီဖွဲ့စည်းလိုက်တယ်လို့မြန်မာနိုင်ငံပြန်တမ်းမှာဖော်ပြထားပါတယ်။ဒီကော်မတီမှာနိုင်ငံရေးဝန်ကြီးဌာနဒုဝန်ကြီးကဥက္ကဋ္ဌအဖြစ်တာဝန်ယူမှာဖြစ်ပြီ အတွင်းရေးမှုအဖြစ်နိုင်ငံခြားရေးဝန်ကြီးဌာနကောင်စစ်ရေးရနဲ့ဥပဒေရေးရအုပ်စုဌာနနယ်နိမိတ်ဌာနကညွှန်ကြားရေးမှုကတာဝန်ယူမှာဖြစ်ပါတယ်။အဖွဲ့ဝင်တွေအဖြစ်ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာတပ်အမတ်ကောင်ဝေးဝန်ကြီးဌာနကောင်ဝေးဦးစည်းချုပ်ရုံးရှိရေတပ်ပင်မတိုင်းတားရေးတပ်ကတပ်မှုပြည်ရေးဝန်ကြီးဌာနအထွေထွေအုပ်ချုပ်ရေးဦးစည်းဌာနကညွှန်ကြားရေးမှုချုပ်အပါအဝင်အဖွဲ့ဝင်16ဦးနဲ့ဖွဲ့စည်းမယ်လို့သိရပါတယ်။မြန်မာတိုင်းပိုရဲနယ်နိမိတ်ကော်မတီမှာမြန်မာတိုင်းနယ်နိမိတ်တိုင်းတာတပ်မှတ်ရေး မြေချောင်းရေအတုံးချရေမြေချောင်းအတွင်းသွားလာရေတို့နဲ့ပတ်သက်ပြီးနှစ်နိုင်ငံအခြေခံသဘောတူညီချက်တွင်ရရှိရေးအတွက်နီလန်းရှောက်ဖွေရေးကိစ္စတို့ကိုတာဝန်ယူဆောင်ရွက်ဖို့ထိုင်းဆိုရကိုယ်စားလှယ်အဖွဲ့နဲ့ညှိနှိုင်းရရှိမှုတွေကိုအခြေပြုပြီးနန္ဒမိတ်သတ်မှတ်တာမြေချောင်းရေအတုံးချတာမြေချောင်းအတွင်းသွားလာတာတွေနဲ့ပတ်သက်ပြီးနိုင်ငံအခြေခံသဘောတူညီချက်တွေရရှိရတဲ့အတွက်နေလန်းတွေရှာဖွေရမှာလိုင်းနာရမယ့်လှုပ်ထုံးလုံနေတွေချမှတ်ဖို့ နယ်နိမိတ်တွေတိုင်းတာသတ်မှတ်ရေးနဲ့ပတ်သက်ပြီးနယ်နိမိတ်စာချုပ်တွေရေးဆွဲချုပ်ဆိုနိုင်တဲ့အထက်လုပ်ငန်းကိစ္စအဝဝကိုတာဝန်ယူဆောင်ရွက်ဖို့စတာတွေပါဝင်နေလို့သိရပါတယ်။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့အလားစင်နမတ်ပြတက်စင်တာအတန်ထင်းကရိယာတွေပြောင်းလဲတက်စင်တာနဲ့ဖြုတ်ပြီးမောင်းနှင်တာတွေပြုလုပ်တဲ့ရင်းတွေကိုဥပဒေအရထိရောက်စွာအရေးယူမယ်ဆိုတဲ့တဲ့ရင်းကိုတင်ဆက်ပေးပါမယ်။အလားစင်နမတ်ပြတက်စင်တာအတန်ထင်းကရိယာတွေပြောင်းလဲတက်စင်တာနဲ့ဖြုတ်ပြီးမောင်းနှင်တဲ့ရင်းတွေကို ဥပဒေအရထိရောက်စွာအရေးယူမယ်လို့ရင်ထင်းရဲတပ်ဖွဲ့ထံကသိရပါတယ်။မော်တော်ယာဉ်တွေမှာကုန်လန်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကထုတ်ပေးတဲ့မော်တော်ယာဉ်နံပါတ်ပြမဟုတ်ဘဲတခြားနံပါတ်ပြတက်စင်တာမူလနံပါတ်ပြကိုအလားစင်ပြုပြင်ထားတဲ့နံပါတ်ပြတွေတက်စင်တာအလားစင်နံပါတ်ပြတွေတက်စင်တာမော်တော်ယာဉ်မော်တော်ဆိုင်ကနဲ့သုံးဘိန်းတက်ယာဉ်တွေမှာအတန်ပို့မှုကျေလောင်စေဖို့အတန်ထင်းကရိယာတွေပြောင်းလဲတက်စင်တာ အတန်ထိန်ကရိယာဖြုတ်ပြီးမောင်းနှင်အောင်ဆူညံတန်ဖြစ်ပေါ်စေတဲ့ကရိယာတက်ဆင်အသုံးမပြုကြဖို့ရင်ထိန်ရဲ့တပ်ဖွဲ့ကထုတ်ပြန်ပါတယ်အထပ်ပါလူမျိုးတက်ဆင်အသုံးပြတဲ့မော်တော်ယာဉ်မော်တော်ဆိုင်ကနဲ့သုံးမိန်တက်ယာဉ်တွေကို2020ပြည့်နှစ်ရင်းအနီးရဲ့ကင်းရှင်းရေးနဲ့မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအရထိရောက်စွာရေးရဆောင်ရွက်သွားမယ်လို့ယင်ထင်းရဲ့တပ်ဖွဲ့ကအသိပေးကြေညာထားပါတယ်။ထပ်မံပြီးကိုရီးယားနိုင်ငံမှာရှိတဲ့ POSCO စောက်လုပ်ရေးလုပ်ငန်းခွင်မှာမြန်မာလူသားတအူထက်လိုက်ခံရမှုကြောင့် စေကူတော်မှုခံယူနေရတယ်ဆိုတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးမှာပါ။ကိုရီးယားနိုင်ငံမှာရှိတဲ့ POSCO စောက်လုပ်ရေးလုပ်ငန်းခွင်မှာမြန်မာလူသားတအူဒဏ်လိုက်ခံရမှုကြောင့်စေကူတော်မှုခံယူနေရတယ်လို့သိရပါဗျ။မြန်မာလူသားဟာဆိုးမြုံမှာရှိတဲ့ POSCO ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာမတော်တဆဒဏ်လိုက်မှုကြောင့်ဈေးရုံကိုအရေးပေါ်တရကူတာခဲ့ရတာဖြစ်ပြီးလက်ရှိမှာပြန်လည်ထူထောင်ရေးဈေးရုံကိုရွှေ့ပြောင်းပြီးဆက်လက်ကူတာမှုခံယူနေဆဲဖြစ်တယ်လို့သိရပါတယ်။အဆိုပါမြန်မာလူသားဈေးကူတာမှုခံယူနေရတဲ့ဈေးရုံကို ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာတန်ယုံယာယီတာဝန်ခံတန်အမတ်ကြီးအလို့သမားတန်အရာရှိနဲ့တန်ယုံဝန်ထမ်းတွေတွားရောက်ကြည့်ရှုခဲ့တယ်လို့သိရပါတယ်။အဲနောက်ဒဏ်လိုက်မှုကြောင့်ဈေးကူတောက်မှုခံယူလျက်ရှိတဲ့မြန်မာနိုင်ငံသားထံတွားရောက်ကြည့်ရှုပြီးလိုအပ်တာတွေပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းတရားရရှိသူမြန်မာအလို့သမားနဲ့၎င်းရဲ့ဇနီးတို့ကိုလက်ဆောင်ပစ္စည်းတွေပေးရခဲ့ပြီးမြန်မာနိုင်ငံသားတွေကိုကူညီဆောက်ရှောက်ဖို့အတွက်မြန်မာတန်ယုံဆိုးမျိုးကစဉ်ဆက်မပြတ်ကြိုးစားလှုံ့ဆော်လျက်ရှိကြောင်း လူနာပြန်လဲထူထောင်ကျမ်းမာလာရေးအတွက်အဓိကထားလှုပ်ဆောင်မှုအပြည့်စကားပြောကြားခဲ့ပြီးအကူအညီလိုအပ်ပါကအချိန်မရွေးဆက်သွယ်နိုင်ကြောင်းပြောကြားခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတပုတ်ကိုတင်ဆက်ပေးပါမယ်။ဂျီဟတ်တိုက်ခိုက်မှုတွေကြောင့်နိုင်ဂျီးရီးယားမြောက်ပိုင်းမှာရှိတဲ့ပြည်သူတွေစံချိန်တင်အငတ်ပေးတုံရနိုင်တယ်လို့ WFP3 ပေးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမှာ။နိုင်ဂျီးရီးယားမြောက်ပိုင်းမှာပြန်လည်ပေါ်ပေါက်လာတဲ့ဂျီဟတ်တိုက်ခိုက်မှုတွေနဲ့မတည်ငြိမ်မှုတွေက အငတ်ပေကြတာနဲ့ဆင်တူတဲ့အခြေအနေတွေကိုရင်ဆိုင်နေရတဲ့မကြုံဘူးလောက်အောင်များပြားတဲ့သူတွေကိုငမမှုစီတွန်းပို့နေတယ်လို့ကမ္ဘာစားနေရခအစီအစဉ် WFP ကနိုဝင်ဘာ25ရက်ကပြောကြားခဲ့ပါတယ်။နိုင်ဂျီးရီးယားမြောက်ပိုင်းမှာနေထိုင်တဲ့ပြည်သူ35သန်းနေပါဟာ2026ခုနှစ်မေလကနေစက်တဘာလအထိတင်းနံရိတ်သိမ်းကာလအတွင်းမှာဆူဆူရွရွစားနေရခမဖူလုံမှုကိုရင်ဆိုင်ရမယ်လို့ခန့်မှန်းထားကြောင်းကုလသမဂ္ဂအေဂျင်စီတစ်ခုဖြစ်တဲ့ WFP ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။16နှစ်ကြာဂျီဟက်တောင်းကျမှုရဲ့ဗဟုပြုရာနေရာဖြစ်တဲ့ဘွန်နိုပြည်နယ်မှာလူသသောင်းကွင်းဝင်းကျင်ဟာပြင်းထန်အငတ်ပေးဒါမှမဟုတ်ငတ်မမှုနဲ့ဆင်တူတဲ့ခြေနေတွေကိုကြုံရလိမ့်မယ်လို့ခန့်မှန်းထားကြောင်း WFP ရဲ့ထုတ်ပြန်ချက်မှာဆက်လက်ဖော်ပြထားပါတယ်။လွန်ခဲ့တဲ့တပတ်ထဲမှာပဲနိုင်ဂျီးရီးယားဟာလူစုလိုက်အပြုံလိုက်ပြန်ပြီးဆွဲခံရတဲ့ဖြစ်ရပ်တွေကိုကြုံခဲ့ရတာဖြစ်ပါတယ်။နောက်ဆုံးသတင်းပုံအနေနဲ့ဆီရိုနယ်ဒိုရဲ့ပွဲပယ်ပြစ်ဒဏ်ကိုဆိုင်းငတ်ပြစ်ဒဏ်အဖြစ်သတ်မှတ်လိုက်တာကြောင့် ကမ္ဘာဖလားအုပ်စုအဖွဲ့ပွဲမှာပါဝင်ကစားနိုင်မယ်ဆိုတဲ့အကစားသတင်းကိုတင်ဆက်ပေးမှာပါ။ကမ္ဘာပေါ်လုံးအဖွဲ့ချုပ် FIFA ကပေါ်တူဂီအသင်းကောင်းဆောင်တိုက်စင်မှုစီရိုနီဒိုရဲ့ပွဲပယ်ပြစ်ဒဏ်ကိုဆိုင်းငံ့ပြစ်ဒဏ်အဖြစ်သတ်မှတ်လိုက်တာကြောင့်စီရိုနီဒိုအနေနဲ့2026ကမ္ဘာဖလားအုပ်စုအဖွဲ့ပွဲမှာပါဝင်ကစားနိုင်မယ်လို့သိရပါတယ်။ ဆီရနေတို့ဟာအိုင်ယာလန်နဲ့ရှင်ပြိုင်ခဲ့တဲ့ကမ္ဘာဖလားခြေစစ်ပွဲမှာပြန်ပန်းနှုတ်ခံလူကိုတတောင်နဲ့တွတ်ခဲ့တာကြောင့်အနီးကပ်ပြောက်ခံခဲ့ရပြီးပုံမှန်အတိုင်းဆိုပါက၃ပွဲပဲပြစ်ဒဏ်ကျခံရမှာဖြစ်ပေမဲ့အာမေးနီးယားနဲ့ပွဲကိုသာလွှဲချော်ခဲ့ရပြီးကျန်၂ပွဲကိုဆိုင်းငံ့ပြစ်ဒဏ်အဖြစ်သတ်မှတ်ခံရတာဖြစ်ပါတယ်။ဆီရနေတို့အနေနဲ့တနစ်တာကာလအတွင်းအလားတူပြစ်မှုမျိုးကျွလွန်ခဲ့မယ်ဆိုရင်ပွဲပဲပြစ်ဒဏ်၂ပွဲကိုချက်ချင်းကျခံရမှာဖြစ်ကြောင်း FIFA ကကြေညာချက်မှာဖော်ပြခဲ့ပါတယ်။ ဆီရိုနီတိုဟာကလပ်အသင်းကစားသမားဘဝမှာအနီးကပ်73ကြိမ်ပြသခံခဲ့ရဖို့ပဲမဲ့လေရွေးစင်အသင်းမှာတော့226ပွဲမြောက်မှာမှပထမဆုံးအနီးကပ်ပြသခံခဲ့ရတာဖြစ်ပါတယ်။ဆီရိုနီတိုဟာ2026ကမ္ဘာဖလားပြိုင်ပွဲကို6ကြိမ်မြောက်ကမ္ဘာဖလားပြိုင်ပွဲအဖြစ်ရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။နိုဝင်ဘာ28ရက်နေ့မနက်ခင်းသတင်းတွေကိုထိုင်းရထွန်းလေးတင်ဆက်ပေးသွားခဲ့တာပါညနေ4:00နာရီမှာလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရရှင်ကောင်းသောနေ့ရက်လေးဖြစ်ပါစေ